သွေးပောင်ချိန်တိုင်းတဲ့အခါရလာတဲ့အဖြေတွေကတကယ်ပဲမှန်ရဲ့လားဆိုတာစဉ်းစားဘူးကြမှာပါတခါတလေအမားအသေးအမားတွေကြောင့်အဖြေတွေက လွဲသွားနိုင်ပါတယ်ဒီနေ့မှာတော့အိမ်မှာသွေးပောင်ချိန်ကိုဆရာဝန်တွေအသိအမှတ်ပြုအောင်တိတိကျကျတိုင်းတဲ့နီလန်းတွေရှောင်ရမယ့်အချက်တွေကိုအသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ် Britain Ireland သွေးတိုးယောဂအဖွဲ့အစည်း British and Irish Hypertension Society BIH ရဲ့လမ်းညွှန်ချက်ကိုအခြေခံပြီးတင်ပြသွားမှာဖြစ်ပါတယ်။အဓိကအားဖြင့်အပိုင်းကြီး၅ပိုင်းနဲ့ပြောပြသွားမှာပါ။ပထမဆုံး white coat ပြဿနာဆိုတာပါလေ။ပြီးတော့အိမ်သုံးဆက်ကိုဘယ်လိုရွေးမလဲ။တိုက်တာတဲ့အခါဘယ်လိုနီးစနစ်ကိုသုံးမလဲ။လူတွေလှုပ်လို့ရှိတဲ့အမားတွေကဘာတွေလဲ။နောက်ဆုံးမှရလာတဲ့အဖြစ်တွေကိုဘယ်လိုနားလည်မလဲဆိုတာပဲပါဝင်မှာပါ။ပထမဆုံး white coat ပြဿနာဆိုတာပါလဲကိုစလိုက်ကြရအောင်။ဘာဖြစ်လို့ဆေးရုံစည်းကမ်းမှာတခါတည်းတိုင်းလိုက်တဲ့သွေးပေါင်းခြင်းအဖြစ်ကကိုယ့်ရဲ့ကျန်းမာရေးကိုအပြည့်အဝမဖော်ပြနိုင်တာအကြောင်းလဲဆိုတာကိုအရင်ဆုံးလေ့လာကြည့်ကြမယ်။တော်တော်များများကြုံမှုကြမှာပါ။အိမ်မှာတိုင်းတော်ပုံမှန်ပဲစည်းကမ်းရောက်တဲ့အခါကျမှသွေးပေါင်းကတက်နေတယ်။အဲ့ဒီတော့ဆရာဝန်စီကရတဲ့အဖြေတစ်ခုတည်းနဲ့ကုကျမ်းမာရေးအခြေအနေတစ်ခုလုံးကိုအတည်ယူလို့ရပါမလား ဲ့ဒါကိုစီးပညာအရ white coat hypertension လို့ခေါ်ပါတယ်ပြောရရင်တော့ဆီယဝင်းရဲ့အဖြူရောင်ဝတ်စုံကိုမြင်လိုက်တဲ့အခါစိတ်ဖိစီးမှုစိုးရိမ်မှုတွေကြောင့်သွေးပေါင်ကခဏလေးဖြတ်ခနဲတက်သွားတာမျိုးပေါ့ဒါကြောင့်မလို့အိမ်ပါစိတ်အေးလေအေးနဲ့တိုင်းတဲ့အဖြေကကိုယ့်ရဲ့တကက်ပုံမှန်သွေးပေါင်ချိန်ကို ပိုပြီးတော့ထင်ရစေတာပါဆိုတော့ကအဲ့ဒီ white coat ပြဿနာကိုဘယ်လိုဖြေရှင်းမလဲအကောင်းဆုံးနည်းလမ်းကတော့အိမ်မှာကိုယ်တိုင် သွေးပေါင်ခြင်းဆက်နဲ့တိုင်းတာဖို့ပါပဲကဲဒါဆိုရင်အဖြေမှန်နဲ့ရောက်ဖို့ဘယ်လိုဆက်မျိုးရွေးရမလဲဆိုတာကြည့်လိုက်ရအောင်စစ်တလုံးဝင်တော့မယ်ဆိုရင်အဓိကအချက်၃ချက်ကိုသတိထားဖို့လိုပါတယ်ပထမတစ်ခုကလမောင်းအပေါ်ပိုင်းမှာပတ်ပြီးတိုင်းတဲ့ဆက်မျိုးဖြစ်ရပါမယ်လက်ကဝတ်တို့လက်ချောင်းတို့မှာတိုင်းတဲ့ဆက်တွေကတိကျမှန်ကန်မှုမရှိပါဘူးဒုတိယအချက်ကတော့ cough လို့ခေါ်တဲ့လက်ပတ်ရဲ့အရွယ်အစားပါ ကိုယ့်လက်မောင်းနဲ့ကွက်တိဖြစ်ဖို့ကအလွန်အရေးကြီးပါတယ်။နောက်ဆုံးတစ်ချက်ကတော့ဒီဆက်ကတိကျပါတယ်ဆိုတဲ့ဆေးပညာဆိုင်ရာအသိအမှတ်ပြုလက်မှတ်ရထားတဲ့ဆက်မျိုးဖြစ်ဖို့လိုပါတယ်။အဲ့ဒီအသိအမှတ်ပြုဆိုတော့ဘာကိုဆိုလိုတာလဲဆိုတော့ဥပမာဒီမှာပြထားတဲ့ British and Irish Hypertension Society BIH လို့မျိုးအဖွဲ့အစည်းကြီးတွေကဒီဆက်ကိုတေချာစမ်းသပ်ပြီးအမှန်တကယ်တိကျပါတယ်ဆိုပြီးထောက်ခံချက်ပေးထားတာကိုဆိုလိုတာပါ။ ီလိုတိကျပါတယ်ဆိုရဲမှတ်တမ်း validation ဆက်မျိုးပါတဲ့ဆက်ကိုရွေးရင် ပို့ပြီးစိတ်ချရတာပေါ့အရေးအကြီးဆုံးနဲ့အလူအများဆုံးမှားတတ်တဲ့အချက်ကတော့လက်ပတ် cuff အရွယ်စားပါဒါကတကယ့်ကိုအရေးပါတဲ့အမှားတစ်ခုပါစဉ်းစားကြည့်လေ cuff ကကိုယ်လက်မောင်းတဲ့သေးလွန်းနေရင် အဖြေက အမှန်တကယ်ရှိတာတဲ့ပို့ပြီးများနေလိမ့်မယ်ကိုယ်လက်မောင်းတဲ့ကြီးနေပြန်ရင်လည်းအဖြေကပို့ပြီးနည်းနေလိမ့်မယ် ဆိုတော့အဖေကလုံးဝလွဲသွားနိုင်တာပေါ့ကဲကို့အတွက်မှန်ကန်တဲ့ဆက်လဲရွေးပြီးပြီဆိုတော့အဖေတိတိကျကျထွက်အောင်ဘယ်လိုအစင်းစင်တိုက်တာရမလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ကြရအောင်သွေးပေါမတိုင်းခင်ကြိုတင်ပြင်ဆင်မှုကတကယ့်ကိုအရေးကြီးပါတယ်သွေးပေါမတိုင်းခင်အနည်းဆုံးနိုင်ဝဲလောက်အတွင်းမှာ ကော်ဖီတို့လဖေးတို့မတော့ပါနဲ့၄ချိန်ခန်းလောက်တာဆွေးလေးတောက်တာမျိုးတွေကိုလည်းရှောင်ပါ နောက်တစ်ခုကစီးရင်အပြည့်နဲ့မတိုင်းပါနဲ့အဖြေကိုလွဲသွားစေနိုင်ပါတယ်။အိမ်သာသွားထားပါပြီးတော့အရေးကြီးဆုံးကသွေးပေါင်းချိန်မတိုင်းမီ9မိနစ်လောက်ငြိမ်ငြိမ်လေးထိုင်ပြီးစိတ်ကိုအနားပေးထားပါပြီးရင်ကြောအမိပါတဲ့ကလဆိုင်မှာကြောကိုမမတ်မိလိုက်ပါခြေပေါ်ကနှစ်ဖက်ကိုကြမ်းမြေပေါ်မှာအပြားလိုက်ချထားပြီးခြေထောက်တွေကိုချိတ်မထားပါနဲ့လက်ကိုယ်တော့ဇပွဲကိုမြင့်နေပြင်ပေါ်တင်ထားပြီးအနားပေးထားပါ အရေးကြီးတာက လက်မောင်းမှာပတ်ထားတဲ့ cuff ကကိုယ်နှလုံးနဲ့တံတန်းနဲ့အမြင့်မှာရှိနေဖို့ပါပဲသွေးပေါင်ခြင်းစတိုင်းပြီဆိုတာနဲ့လုံးဝငြိမ်ငြိမ်လေးနေပြီးစကားမပြောပါနဲ့ဆက်ပြီးတော့သွေးပေါင်ခြင်းအဖြေကိုတိတိသားသားလွဲသွားစေနိုင်တဲ့ဒါပေမဲ့လူတွေသိတ်တရီမထားမိရတဲ့အမားလေးတွေအကြောင်းပြောပြခြင်းပါတယ်ခြေထောက်ချိတ်ပြီးသွေးပေါင်ခြင်းတိုင်းတဲ့အခါတိကျတဲ့အဖြေကနေမှားယွင်းတဲ့အဖြေအထိဖြစ်သွားနိုင်ပါတယ် ။ဝိပောင်ကျင်းတိုင်းနေတုံစကားပြောတာဒါမှမဟုတ်စီးအိမ်တင်းနေတာမျိုးကသွေးပောင်ကျင်းကို30ကနေ15မီလီမီတာမာကယူရီအထိမြင့်တက်သွားစေနိုင်ပါတယ်။အဲ့ဒီပမာဏဟာကိုယ့်ရဲ့သွေးတိုးအဆင့်တစ်ဆင့်ကနေ နောက်တစ်ဆင့်ကိုတက်သွားစေနိုင်ပါတယ်။နောက်တစ်ခုကလက်ကူအထောက်ကူမပါဘဲဒီတိုင်းတွဲလောင်းချထားပြီးတိုင်းမယ်ဆိုရင်တော့ဥရဲ့ကြွက်သားတွေကအလုလုနေရတာမို့အဖြေက6ကနေ10မီလီမီတာမာကီလောက်အထိမြင့်တက်သွားနိုင်ပါတယ် နောက်ဆုံးလူအများစုလုံမိတတ်တဲ့အမှားကတော့ခြေထောက်ချိတ်ထိုင်တာပါဒီအပြုမှုလေးတစ်ခုလေးကတော့သွေးပေါင်ခြင်းကိုနှစ်ကနေ8မီလီမီတာမာကယူရီလောက်အထိတက်စီနိုင်ပါတယ်ကဲစဉ်းစားကြည့်ပါဒီအမှားလေးတွေအလုံးပေါင်းလိုက်ရင်ကိုယ့်ရဲ့တကယ့်အဖြေနဲ့ဘယ်လောက်တောင်ကွာသွားနိုင်မလဲဒါတွေအလုံးကနည်းနည်းလေးသတိထားလိုက်ရုံနဲ့အလွယ်တကူရှောင်လို့ရတဲ့အရာတွေပါပဲကဲတိုင်းတာတဲ့ဤတွေလည်းသိပြီးအမှားတွေလည်း ရှောင်နိုင်ပြီဆိုတော့ရလာတဲ့အဖြေတွေကဘာကိုဆိုလိုတဲ့ဆိုတာနားလည်ဖို့အရေးကြီးလာပါပြီ။ဒီအဖြေတွေကကုချမ်းမာကြီးအကြောင်းကိုဘာတွေသိနိုင်မလဲကြည့်ကြရအောင်။သွေးပောင်ကြီးမှာကဏ္ဍနှစ်ခုတွေ့ရပါလိမ့်မယ်။အပေါ်ကအဖြေကို systolic အပေါ်သွေးပောင်ကြီးလို့ခေါ်ပြီးနှလုံးကသွေးတွေကိုညှိထုတ်လိုက်တဲ့အခါအရရှိတဲ့အဖြေအားပေါ့။အောက်ကကဏ္ဍကတော့ diastolic နှလုံးကအနားယူနေတဲ့အချိန်ကအသွေးဖိအားကိုပြတာပါဒီကဏ္ဍနှစ်ခုလုံးကကိုယ့်ရဲ့နှလုံးကျန်းမာရေးအတွက်အရေးကြီးပါတယ်ဒီဇာတ်ကကိုယ့်ရဲ့သွေးပေါင်ခြင်းအဆင့်ဆင့်တွေကို ရှင်းရှင်းလင်းလင်းဖော်ပြထားတာပါကိုယ့်ရဲ့အဖြေကဒီထဲကဘယ်အဆင့်မှရှိနေလဲဆိုတာကိုတိုက်ကြည့်လို့ရပါတယ်ပုံမှန်အဆင့်လားသွေးတို့ဆဖြစ်နေတဲ့အဆင့်လားဒါမှမဟုတ်သွေးတို့ရောဂါအဆင့်1အဆင့်2ကို ရောက်နေပြီလားဆိုတာသိနိုင်ပါတယ်ကဲ okay. နောက်ဆုံးအနေနဲ့ဒီနေ့ပြောသွားတဲ့အချက်အလက်တွေအားလုံးကိုပြန်ပြီးအနှစ်ချုပ်တဲ့အနေနဲ့လွယ်လွယ်ကူကူမှတ်ထားရမယ့်အချက်ကလေးကိုပြောသွားမှာပါဒီအချက်ကလေးတွေကသာတည်တည်ချာချာလိုက်နိုင်မယ်ဆိုရင်အိမ်မှာအတိုင်းနဲ့သွေးပေါင်ခြင်းအဖြေတွေက ပိုပြီးတိကျစိတ်ချရမှာပါမတိုင်းခင်9မိနစ်အလားယူတာကိုနေဟန်ထားမှောင်ထိုင်တာလက်ကိုနှလုံးနဲ့တန်းတန်းထားတာလက်ပတ်ကော့ဖ်အရွယ်စားမှောင်သုံးတာ သွေးပေါင်တိုင်းနေတုံငိမ့်နေတာစတာတွေဟာအပြေမှန်ရဖို့အတွက်အဓိကတောက်ချက်တွေပါပဲဂျပန်နိုင်ငံရဲ့အထူးဒေသနာများကသွေးပေါင်ခြင်းကို မနေ့ပိုင်းနဲ့ညနေပိုင်းမှာမှတ်တမ်းယူခြင်းဟာရိုးရိုးစည်းကမ်းမှာတိုင်းတာခြင်းတဲ့လေးဖြတ်ခြင်း stroke အန္တရာယ်ကိုပုံမတိကျစွာခံမှန်းနိုင်ပြီးတော့သွေးတိုးယောဂကိုစီမံခန့်ခွဲရမှာအလွန်ကောင်းမွန်ကြောင်းပြသထားပါတယ်။နေ့စဉ်သွေးပေါင်ခြင်းကိုနှစ်ကြိမ်တိုင်းမှာ မနေ့ပိုင်းမှာတစ်ချိန်ညနေဘက်မှာတစ်ချိန်တိုင်းမှာမနေ့ပိုင်းအိယာနိုဘီတနအီတွင်စီးသွားပြီးနောက်ဆေးမတော့မီမနေ့စာမစားမီတိုင်းမှာညနေပိုင်းညစာမစားမီသို့မဟုတ်ဆရာဝန်ညွန်ကြားချက်အရာအိယာမုံမီတိုင်းမှာနေ့စဉ်တည်ကြတဲ့အချိန်မှာတိုင်းမှာတိုင်းတာမှုများကို နေ့စဉ်တစ်ချိန်နဲ့ပြုလုပ်ရန်ကြိုးစားပါ သွေးပုံကြီးတစ်ခါတိုင်းရင်အနည်းဆုံး2ချိန်တိုင်းမှာ တိုင်းတာမှုတစ်ခုနဲ့တစ်ခုအကြား တမိနစ်မှနေ2မိနစ်ချာနာပြီးတိုင်းပါအဲ့ဒီလိုနှစ်ကြိမ်တိုင်းတာမှုမှာအပေါ်သွေးပေါင်ကြိမ်30မီလီမီတာမာကူရီသို့မဟုတ်ဓာတ်ထည့်များမယ်ဆိုရင်တတိယအကြိမ်ထပ်မံတိုင်းတာပြီးအကောင်းဆုံးတိုင်းတာမှုနှစ်ခုကိုဖျားမြတ်ယူပါတိုင်းတာတဲ့နေ့ရဲ့အချိန်အပေါ်သွေး systolic အောက်သွေး diastolic နဲ့နှလုံးခုန်နှုန်း pulse တို့ကိုမှတ်တမ်းဆောင်မှာတည်တည်ကြာကြာရေးမှတ်ထားပါသွေးပေါင်တိုင်းတဲ့အခါအဘေကြောင့် ထိုင်ပြီးတိုင်းထွာခြင်းကိုစံအဖြစ်သတ်မှတ်ထားတယ်လေဗြိတိရှ်နဲ့အိုင်ယာလန်သွေးရောဂါအသင်း BIHS နဲ့ဂျပန်သွေးရောဂါအသင်း GSH နှစ်ခုစလုံးဟာယောဂါရှာဖွေခြင်းနဲ့စီမံခန့်ခွဲခြင်းအတွေ့ပုံမှန်သွေးပေါင်တိုင်းတာမှုကိုလူနာကထိုင်နေသည့်အနေအထားမှာပြုလုပ်ရန်တင်းကျပ်စွာအကြံပြုထားပါတယ်။ပုံမှန်သို့မဟုတ်သွေးတိုးသွေးပေါင်ခြင်းတံပိုးများကိုသတ်မှတ်တဲ့အခါမှာ ုတည်တနာများအားလုံးဟာထိုင်နေတဲ့အနေအထားမှာတိုင်းတာခြင်းအပေါ်အခြေခံထားပါတယ်။လဲလျောင်းခြင်းဟာဇီဝကာမဆိုင်ရာတည်ငြိမ်မှုဆွေးငင်အားများရဲ့တည်ရောက်မှုများကိုပြောင်းလဲစေနိုင်ပါတယ်။ဒါကြောင့်နှလုံးခုန်နှုန်းနှိမ်ကျစေခြင်းသွေးပောင်ခြင်းမြင့်တက်စေခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။နောက်ပြီးတော့ထိုင်နေစဉ်မှာလမောင်းဘက်ကိုနှလုံးနဲ့အပြိုင် အစင်တန်းမှာ နေရာချရာပုံမှုလွဲကူပါတယ်။ ဘယ်လိုအချိန်မှလဲလျောင်းပြီးတိုင်းတာဖို့တင့်တော်သလဲဆိုတာရှင်းပြပါရစေ။ချို့သူများမှာထိုင်ရကားနေထားလိုက်တဲ့အခါသွေးပေါင်ကျခြင်း၊ orthostatic hypotension ဆစ်ဆီးခြင်းဆရာဝန်ကသွေးပေါင်တိတိတသာသာ ကျဆင်းခြင်းရှိမရှိဆစ်ဆီးတဲ့အခါတချို့လူများမှာမလုံရှားနိုင်ခြင်းပြင်းထန်တဲ့နံပါကျမ်းမှုသို့မဟုတ်ဒဏ်ရာကြောင့်ထိုင်နေခြင်းမရှိပါကလဲလျောင်းနေခြင်းကတခုတည်းသောရွေးချယ်မှုဖြစ်နိုင်ပါတယ်။ တိကျတဲ့သွေးပောင်ချိန်တိုင်းတာခြင်းဟာလူတစ်ယောက်ရဲ့အဓိကအခြေခံကျန်းမာရေးစစ်ဆေးခြင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့၃ဘတ်လောက်တုန်းကဆရာဝန်တဦးကသွေးပောင်ချိန်၃ချိန်တိုင်းတဲ့အခါတစ်ခါနဲ့တစ်ခါ၅မိနစ်မှမိနစ်၃၀လောက်ခွာပြီးတိုင်းရမှာဖြစ်ပြီးအဲ့ဒါလို၃ချိန်တိုင်း၃မျိုးထွက်နေတာက သင့်ဟော်မုန်းမညီမျှတာကိုလစ်တရောမြင့်တက်နေတာဖြစ်နေတယ်လို့ဆိုပါတယ်။အမှန်ကတစ်ခါနဲ့တစ်ခါ၃မိနစ်မှ၅မိနစ် ချားပြီးတိုင်းရမှာဖြစ်ပါတယ်။သွေးပောင်ချိန်တိုင်းနေတဲ့အချိန်မှာစိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှု mental emotional response သွေးကြောများညှိနှိုင်းမှု vascular adjustment နဲ့ခန္ဓာကိုယ်လှုပ်ရှားမှု body dynamic ကြောင့်တစ်ခါနဲ့တစ်ခါတိုင်းတာမှုဟာအနည်းငယ်ခြားနားနိုင်ပါတယ်။အဲ့ဒါကိုဇီဝကာမဗေဒဆိုင်ရာ ပုံမှန်အပြောင်းလဲများ physiological variation လို့ခေါ်ပါတယ်။ ဟော်မုန်းမညီမျှတာနဲ့ကိုလက်စတောမြင့်တက်နေတာနဲ့မသက်ဆိုင်ပါနောက်ဗီဒီယိုမှာသွေးပောင်ကျဉ်တိုင်းကိရိယာအမျိုးအစားများနှိုင်းယှဉ်ချက်ကိုတင်ပြသွားပါမယ်ကျေးဇူးတင်ပါတယ်